personal finance နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနေကြတဲ့လူငယ်တွေအတွက်အလွယ်ကူဆုံး step by step လုပ်လို့ရတဲ့ personal finance tips လေးတွေကိုဒီ video ထဲမှာဝေမျှပေးပါမယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့မိတ်ဆွေပေါ့အောင်မြို့တော်ဘုရားအသိပညာပုဒ်ရာရေးဝင်ပါပြီနဲ့ join ska ပြဖို့မှဖြစ်ပါတယ်။ကျွန်တော် personal finance ဆိုတာကပိုင်ဆိုင်တဲ့ငွေကြေးကိုဘယ်လိုမျိုးစီမံခန့်ခွဲမလဲဆိုတာကိုသိအောင်လုပ်ရတဲ့ပညာရပ်တစ်ခု။အဲ့တော့မတိထားဘူးဆိုရင်ကိုကချမ်းသာနိုင်ခြင်းရှိတော်ညာလည်းမချမ်းသာသွားတာမျိုးတွေချမ်းသာပြီးမှပြန်ဆင်းရဲသွားတာမျိုးတွေအဲ့ဒါအများကြီးကြုံတွေ့ရနိုင်တယ် စံအများကြီးဝင်နေပြီးတော့ဒါပေမဲ့လက်ထက်ကြံလားဆိုတော့လည်းမကြံဘူးဆိုတာဟာမျိုးတွေပတ်စံဝင်အောင်ရှာဖို့တော့ကိုဘာလို့လို့လို့အောင်မသိတာမျိုးတွေအဲ့ဒါတွေတော့ရှောက်ကြုံတွေ့ရတယ်ဆိုတာဒါကြတော့ personal finance နဲ့ပတ်သက်ပြီးတော့တိတိကျကျမြင်အောင်မကြည့်တတ်သေးလို့ပေါ့နော်အဲ့တော့ဟုတ်ပြီဘယ်လိုမျိုးအခြေခံအချက်တွေသိထားဖို့လိုလဲပထမဆုံးတစ်ချက်က personal finance ပိုင်တဲ့လူတိုင်းကငွေကြေးနဲ့ပတ်သက်ပြီးတော့နားလည်တဲ့လူတိုင်းကကျွန်တော်တို့မဖြစ်မနေကိုယ့်ရဲ့ expense ပေါ့နော်ကုန်ကျစရိတ်ကိုရေးလိရှိတယ်ရေးတယ်ဆိုတာလည်းကိုဗျာခြာရေးတာပဲဖြစ်ဖြစ်အိမ်ဆဲမှာထည့်တာဖြစ်ဖြစ်စော်ဖွင့်မှာဖြစ်ဖြစ်အဓိကမှတ်တာပါဗျာ ကိုဘလောက်ကုန်လဲဆိုတာမှတ်တာကျွန်တော်ကတကယ်တော့ဘလောက်ရှာနိုင်လဲဆိုတာတပိုင်းဒါပေမဲ့တကယ်တကယ်ဘလောက်ကုန်လဲဆိုတာကိုအရေးကြီးတယ်။သိန်း100ရှာနေပြီသိန်း90ဖြုံးနေရင်သိန်း90ရှာပြီးတော့သိန်း30ဖြုံးနေလို့ဘလို့မှမမိဘူးဘလို့မှမမိဘူးတကယ်အမခန့်တယ်ဘလို့မှမမိဘူးဆိုတော့ဒီအဓိကရှာတာအဓိကမကြောက်ဘူးကျွန်တော်ဘလောက်ဖြုံးလဲဆိုတော့တိပေါ်ပို့ပြီးတော့အရေးကြီးနေတယ်အဲ့တော့လူတယောက်ကျောဝတ်ချမ်းသာခြင်းဆိုတာကြတော့ဘာနဲ့တိုင်းတာလဲဆိုရင် तू ဘလောက်ရှာလဲဆိုတာမတိုင်းဘူး तू တလောက်ဝင်လို့ဘလောက်ရှိလဲဆိုတာမတိုင်းဘူးဒါပေမဲ့ तू ရဲ့ network လို့ခေါ်တယ် तू ပိုင်ဆိုင်အားလုံးပေါင်းလိုက်ဘလောက်ရှိလဲဆိုတာအတိုင်းတိုင်းတယ်အဲ့ဒါမှသာလဲ तू ချမ်းသာတယ်ဆိုတဲ့သဘောမျိုးတက်ရောက်တာပေါ့နော် တလောက်ခုနကပြောသလိုမသိန်း100လောက်ရှာပြီးတော့3900လောက်ထိုင်သုံးနေတဲ့သူဒီသိန်း90လောက်ပဲရှာပြီးတော့နော်သိန်း90သူတော့ပဲရှာတာနော်ဒါပေမဲ့သိန်း300လောက်ပဲသုံးနေတဲ့သူ ਨੇ 90နှစ်လောက်ဟာသွားတဲ့အခါကျရင်ပိုင်ဆိုင်မှုနှစ်ဆဟာသွားလိမ့်မယ်ဆိုတော့အဲ့လိုနေရာမျိုးမှာဆိုရင်ကျွန်တော်တို့ငွေချင်းနဲ့ပတ်သက်ပြီးတော့ expand ကိုမဖြစ်မနေတည်ထားဖို့လိုတယ်နံပါတ်1ချက်နံပါတ်2ချက်ကကျတော့အဲ့ဒီတည်ထားတဲ့ expand လေးတွေကိုဒီတိုင်းတည်ထားလို့မရဘူး ် expand နှစ်မျိုးရှိတယ်လားစင်ကုန်တဲ့ expand ရှိတယ်တစ်ခါတလေမှတစ်ချိန်နဲ့ကုန်တဲ့ expand မျိုးရှိတယ်လားစင်ကုန်တဲ့ expand ဆိုကျွန်တော် Netflix ကြည့်ရပဲထားတယ်လားစင်ကုန်တဲ့ expand တစ်ခါတလေမှတစ်ချိန်နဲ့ကုန်တဲ့ expand ဆိုကျွန်တော်ဒီလားစီကန်းသွားလိုက်အကုန်ကုန်ရတဲ့ expand အဲ့တော့မှမျိုးစားတက်ခွဲတယ်ဆိုရင် emergency မဖြစ်မနေသုံးရတဲ့ expand လည်းရှိသလို entertainment မဖြစ်မနေတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုပဲငွေကြေးအဆင်ပြေသုံးလိုက်တယ်ဆို expand ဆိုပြီးတော့နောက်ထပ်အမျိုးစားတက်ခုထပ်ခွဲတယ်ဆိုတော့အဲ့လိုမျိုးဟာတွေကိုလားစင်နဲ့ညခွဲခွဲပြီးကြည့်တော့ဘူးလို့ ကြည့်သွားရဲဆိုအဲ့ဒါတွေကိုစင်းရင်ထဲမှာထည့်မှတ်ဖို့အတွက်မဟုတ်ဘူးကိုက make sense ဖြစ်အောင်မြင်တော့ဒါကငါလှစင်ကုန်ရတာဒါဆိုငါဖြတ်ရမလားဒါကြီးကကြိုင်းနေမှာတော့တစ်ခါကုန်တယ်ဒါမကုန်တာအရင်များနေတယ်ဆိုတော့ဒါမျိုးနောက်တစ်ခေါက်မကုန်ငါဘယ်လိုစီစဉ်မလဲအဲ့ဒါတွေကိုကျွန်တော်ကစဉ်းစားသွားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဥမာတစ်ခုပြပြမယ်ကျွန်တော်ဆိုစားတော့ကြိုက်အစားတော့ကြိုက်တဲ့သူဒီ တလောက်9သိန်းရှာနေတဲ့အချိန်မှာတပေါင်းနဲ့မုတ်ဆိုင်မှာသူပုံမှန်စားရတယ်ဆိုရင်တလောက်ကို10သိန်းရှာနေတဲ့အချိန်ကသူဒီ2000နဲ့မုတ်ဆိုင်မှာသွားစားအောင်စားတယ်။ဘာလို့သူရဲ့ behavior pattern ကိုသူကဒါကိုလောက်တာကိုသဘောကျတယ်လို့ပြောလို့။အဲ့တော့သူဒီတလောက်ကို350လောက်ရလာရင်ရောကျွန်တော်အာမခံရတဲ့3000နဲ့ချီတဲ့ဆိုင်မှာသွားပြီးစားအောင်စားတယ်အဲ့လူက။ဘာလို့ဆိုသူရဲ့ behavior pattern ကြောင့် ။ तू ဘလောက်ပဲပတ်စံပို့ပြီးတော့ရလာလေလေ။ तू ရလာတဲ့ပတ်စံပေါ်မူတည်ပြီးအဲ့ဒီပတ်စံနဲ့ like တဲ့ lifestyle ကို तू က like change ဝင်ပြောင်းသွားမှာ။အဲ့ဒါကိုကျွန်တော် lifestyle inflation လို့ခေါ်တယ်။ So personal finance မှာကျွန်တော်အဲ့ဒါကိုသိဖို့လိုတယ်။ lifestyle inflation ကျွန်တော်တို့မချမ်းသာအောင်တားဆီးနေတဲ့အကြီးဆုံးအရာတစ်ခုပဲ။အခုဆိုဗျာကျွန်တော်တို့ဆိုရင်ဒါရောကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေပဲဝယ်တာများပဲ။ကျွန်တော် personal နဲ့ပတ်သက်ပစ္စည်းဝယ်တာတော့နော်ဆိုရင်ရှာတာဗောနော်ကျွန်တော်နဲ့ကက်စီနေဥမာကင်မရာနဲ့ပဲထားပါတော့ကျွန်တော်တို့ဂျိုဟန်စ်မှာဆိုရင်စပြီးတော့လုတ်တဲ့ချိန်မှာကျွန်တော်ဖုန်းနဲ့ရိုက်တယ် ဖုန်းနဲ့ရိုက်ပြီးတော့ကင်မရာဝယ်တယ်ဝယ်တယ်ဆိုတော့လည်းပြောရမယ်ဆိုရင်ဟိုကျွန်တော်မှဟိုးဘယ်ဘယ်ကလေးကမှမသိကျွန်တော် personal တော့ကိုဝယ်ခဲ့တဲ့ကင်မရာကို3 3 3နဲ့တော့ဘလို့မှအဆင်မပြေတော့လို့ဝယ်လိုက်တယ်အဲ့ဒါကျွန်တော်ဘယ်တော့ဝယ်လဲဆို2020တော့ဝယ်တာ။အဲ့2020တော့ဝယ်တဲ့2020 2021လို့ပြန်ပို့မှန်ပဲဗျာ။အကူနာလေးမှကျွန်တော်ဝယ်လိုက်တယ်။ အဲ့ဒီတော့2021ပေါ့နော်ကျွန်တော်တို့နိုင်ငံကြီးကိစ္စမစခင်တော့ဝယ်လိုက်တဲ့ကင်မရာတွေအခု2025ဒီအဲ့ကင်မရာပဲကျွန်တော်သုံးနေတော့မယ်၄နှစ်၅နှစ်ထဲရောက်နေပြီအဲ့ကင်မရာတစ်မျိုးတော့ကျွန်တော်သုံးတာအဲ့ကြားထဲမှာကျွန်တော်2021လောက်မှာနောက်ထပ်ကင်မရာတစ်ခုထပ်ဝယ်တယ်အဲ့ဒါကလည်းဘာလဲဆိုတော့ကျွန်တော်တို့ကကင်မရာနှလုံးရိုက်ဖို့လိုအပ်လာလို့ကျွန်တော်ကင်မရာနှလုံးထားထားတာအဲ့နောက်ပိုင်းမှာကျွန်တော်ကင်မရာလည်းထပ်မဝယ်ကျွန်တော်ဆိုရင်အယောင်ဝယ်ခြင်းနဲ့အထူးသဖြင့်ကျွန်တော်တို့အခုတွေ့နေတဲ့ Osmo Pocket ဒီ Action Cam နေကင်မရာမှာထွက်လာရင်လည်းလောကဒီ mirrorless ပေါ့နော်ကျွန်တော်ဓာတ်ပုံရိုက်နေမှာအရင်ကောင်းတဲ့ဟာရှိရဲ့ဝယ်ခြင်းတိုင်းအများကြီးပဲ နံပါတ်ကူမှမဟုတ်ဘာလို့ဆိုအဲ့ဒါတွေကကျွန်တော်ဝယ်လိုက်ခြင်းအဖြစ်ကျွန်တော်တို့တို့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘာမှအကျိုးမရှိလာမယ့်အရာတွေမဟုတ်ဘူးဗျာကျွန်တော်ပစ္စည်းတစ်ခုဝယ်တဲ့အခါကျရင်နောက်တစ် personal finance တစ်ခုပေါ့နော်ပစ္စည်းတစ်ခုဝယ်တဲ့အခါကျရင်အဲ့ဒီပစ္စည်းဒီကိုယ့်အတွက်အကျိုးမြတ်ဘယ်လောက်ရှိမလဲဆိုတာကိုတွက်ချက်ပြီးတော့မှဝယ်တာပို့ပြီးတော့ဆင်ပြေတယ်အဲ့လိုမတွက်ချက်ဘဲနဲ့ကိုယ်စိတ်ခံစားချက်အတိုင်းဝယ်မယ်ဆိုရင်ကျွန်တော်အမခံနေမိဆိုဘယ်လောက်ရှာရှာမလောက်ဘူးတိလားဘယ်လောက်ရှာရှာမလောက်ဘူးအဲကျွန်တော်တို့ကဘာနဲ့ထိန်းရလဲဆိုတော့ကိုယ်စိတ်ကိုဒီကိုယ်ရဲ့ပစ္စည်းတွေရဲ့အတုံးကြမှုမကြမှုပြန်ချိန်ထိုးပြီးတော့ထိန်းရတာပေါ့နော် အဲ့ကြောင့်မို့ကျွန်တော်တောင်းလာဆိုမဝယ်ဖြူဦးတည်းလည်းမဝယ်ဖြစ်ပါဘူးအခုလည်းဒါကျွန်တော်ပြောရမယ်ဆိုရင်အိုးရှေ့ကကင်မရာပြတ်သွားရင်ကျွန်တော်တို့လုံးထောက်ရလိမ့်မယ်ဒါပေမဲ့တော့မပြတ်မချင်းကျွန်တော်ရဲ့ကင်မရာအစားတို့ဘာမှဝယ်မှာမဟုတ်ဘူးအဲ့ကင်မရာပဲကျွန်တော်ဆက်သုံးနေဦးမှာပဲအခုကျွန်တော်တို့ဘက်ထရီပိုင်းတောင်မှလဲဖို့တော့ဆိုဘက်ထရီအစ်တွေပိုင်းဝယ်လိုက်ရတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ personal finance နဲ့ပတ်သက်ပြီးတော့ဒါဆိုရင်အတိုင်းအတာတစ်ခုတီးခေါက်မိပြီထင်တယ်ကျွန်တော်မှယုံကြည်ရတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့လူတွေကပတ်စံရှာနိုင်တယ်ဒါပေမဲ့အရင်ချမ်းသာသွားတဲ့သူတွေနဲ့ပေါ့နော်ဒီနည်းနည်းရုံးကန်နေရတဲ့သူတွေကအဓိကသူ့ရဲ့ spending နဲ့ပတ်သက်တာ တော့သူကကုန်ကြစိတ်နဲ့ပတ်သက်တာအဲ့ဒီကုန်ကြစိတ်ကို control မလုပ်နိုင်တဲ့ခါကျရင်ဒါရေရှည်မှာအဆင်မပြေဘူးဆိုတော့ကျွန်တော်တွေးရပါပေါ့နော်ဒါကျွန်တော်နေရာတိုင်းမှာတွေးရတဲ့အကြောင်းရပါကိုတွေးပါနော်ဆိုတော့အဲ့ဒါကို main zero ဘောမှာထည့်ပြီးတော့အသုံးပြုနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲကုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်နာမည်ပြေဖို့မှာ GWS ကပါ